နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ဖတ်ပြပေးမယ့်အကြောင်းအရာလေးကတော့ BBC website မှာကာကွယ်ရေးပစ္စည်းစက်ရုံတွေကိုရှင်းလျှောက်လာနိုင်တဲ့ရခိုင်ရှင်စည်ရေးအရွေးဆိုတဲ့စောင်းပါကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ရခိုင်ပြည်နယ်အရှိဆိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခနဲ့ရှင်းတောင်တန်းအစင်းကမင်းတပ်မျိုးတွေကိုတော်လှန်ရေးတပ်တွေကထိန်းချုပ်လိုက်တာကြောင့် ဒီဒေတာနှစ်ခုနဲ့ကက်လျက်ကကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစာရီရဲ့လုံခြုံရေးကိုရှိုင်းရှောက်လာပြီလားဆိုပြီးစီရေးအကက်ခတ်တွေကစောင့်ကြည့်နေကြပါတယ်။နေပြည်တော်ကိုတိမ့်နိုင်မှစစ်ကောင်စီပြုံမှထက်ကပ္ပစာကိုတိမ့်နိုင်ရင်စစ်ကောင်စီပြုံမှကပိုတည်ကြတယ်လို့ရှင်းညီနောင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းရောမန်ကပြောပါတယ်။ တော်လိုင်းရင်တက်တွေဟာရိုးမတကြောနဲ့မြေပြန့်စုံရာမကွေးနဲ့ပဲခူးတိုင်းတို့မှာတိစောက်ထားတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံတရာစင်ကျော်ကိုရှိတ်လျှောက်နိုင်တဲ့အရှိအအနီလို့စီရေးအကဲခက်တွေကတုံ့တက်ကြပါတယ်။အမတ်ဆက်လေးကာကွယ်ရေးပစ္စည်းစက်ရုံ ကပ္ပဆဆက်လေးရှိရာအမ်ဘတန်လန်ကျော်ကိုစစ်ကောင်စီကတက်အင်အားတွေဖြည့်တင်းလာတာကြောင့်လဲပို့ပြီးအာယုံဆိုင်စရာဖြစ်လာပါတယ်။ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပဆတွေဘယ်နေရာမှာရှိလဲ။ နိုင်ငံတော်ဝန်စစ်မျက်နှာပြင်ဖျက်ချထားရတဲ့စစ်ကောင်စီတပ်ရဲ့စစ်လက်နက်ခဲယမ်းအင်အားကို မကွေးပဲခူးရန်ကုန်နဲ့နေပြည်တော်တို့မှတိစောက်ထားတဲ့ကာကွယ်ရေးပစ္စည်းဆက်ရုံကပါစာ25ရုံကနေဖြစ်တင်ပေးနေပါတယ်။အားကြီးတိုင်းသားလက်နက်ကင်အဖွဲ့တွေရဲ့စိုးမိုးနယ်မြေတွေနဲ့အဝေးမှာရှိခဲ့တဲ့မကွေးတိုင်းမှာကပါစာဆက်ရုံ25ရုံနဲ့ပဲခူးတိုင်းမှာ9ရုံအထိရှိပါတယ်။ဒီဆက်ယုံတွေကကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုတ်ရဲ့အောက်မှာရှိပါတယ် စက်ရုံတွေကိုအာဝတီမြည်ရဲ့အရှိအနောက်တောတောင်ထူထပ်တဲ့နေရာတွေမှာဗျူဟာကြကြတိစောက်ထားပြီးစက်ရုံတစ်ခုချင်းစီမှာမတူညီတဲ့လက်နက်ပစ္စည်းတွေကိုထုတ်လုပ်ပါတယ်မြေဧကကျဲတွေပေါ်မှာတိစောက်ထားပြီးလုံခြုံရေးထူထပ်တဲ့လို့နာမည်ကျော်ခဲ့တဲ့ကပ္ပစာဆက်ယုံတွေရဲ့အရှိအနေဟာစစ်အာဏာသိမ်းလေးနှစ်ကာလကိုရောက်ရှိမှာတစ်စစ်ရှိုးပြောင်းလဲခဲ့ပါပြီ။2024နှစ်ကုန်ပိုင်းမှာရခိုင်ပြည်နယ်အန်းနဲ့တောင်ကုန်းမြို့ကိုအာရခတ်တော်တော်ဧကစက်တိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒါအပြင်ရှင်းတောင်တန်းဘော်ကမတူဘီနဲ့မင်းတက်မျိုးတို့ကိုရှင်းညင်အောင်အဖွဲစီဘီကတိမ့်ပိုက်ခဲ့ပြီးနောက်မှာတော့ဒီနယ်မြေတွေနဲ့ဆက်ဆက်နေတဲ့ကပ္ပစာဆက်ယုံတွေစီကိုစစ်ရေးဥတီလာနိုင်တဲ့အနေအထားဖြစ်လာပါတယ်အန်တောက်ကုန်းနဲ့မင်းတက်ဆတဲ့လမ်းသုံးတွေကနေစစ်ကောင်စီတပ်ရဲ့ကပ္ပစာဆက်ယုံတရာစင်ကျော်ကိုစစ်ရေးအရရှိန်ရှောက်နိုင်တဲ့အခြေအနေဖြစ်တယ်လို့စစ်ရေးစောင့်ကြည့်သူတွေကခန့်မှန်းနေကြတာဖြစ်ပါတယ်။ ရှင်းတောင်ကနေကြောက်ထူပတ်အမ်ဘက်ကနေဗဒံမင်းလာအထိသွားနိုင်ပြီးတောင်ကုတ်ကလည်းဗဒောင်းအမျိုးအထိရောက်နိုင်တာလေလို့ကာကွယ်ရေးပစ္စည်းစက်ရုံတစ်ခုမှာတာဝန်ထမ်းဆောင်ခဲ့တဲ့စီဒီအန်စစ်သားကိုဒီစားကပြောပါတယ်။နာပါခကြဆုံခန်းနဲ့မကွေးတိုင်းကပါဆဆက်လေးမကွေးတိုင်းအဆက်မှာရှိတဲ့ရခိုင်ပြည်နယ်အမ်းမြုံနယ်အရှေ့ဆိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခကိုအေအေကသိမ်းပိုက်ခဲ့တာဟာကာကွယ်ရေးပစ္စည်းစက်ရုံတွေရှိတဲ့ အေယာဝတီမြစ်အနောက်ဘက်ရှမ်းကိုထိုးပေါက်နိုင်ဖို့အရွေးဖြစ်လာပါတယ်။နောက်ကျောလုံလုံနဲ့ထိုးပေါက်ဝင်ရောက်လှုပ်ရှားလာနိုင်တဲ့အရွေးပါလို့ကျောင်းသားလက်ရုံတက်တော် SAF ရဲ့စီဦးစီချုပ်ကိုမင်းလက်ဥက္ကာကပြောပါတယ်။ဒါကြောင့်မိုင်းတရားနှီးပါရှိလျတဲ့အမ်ဘတန်လန်းကိုဆက်ထိန်ထားနိုင်ဖို့အတွက်စစ်ကောင်စီတပ်ကအင်အားဖြည့်တင်းနေပါတယ်။ရှမ်းပြည်နယ်နောင်ရှိုမျိုးနယ်တွေကတောင်ခမ်းစစ်မြစ်နယ်ပြင်မှာစွန့်ရည်ပြနိုင်ခဲ့တဲ့ခိတ္တတက်မှမှုကိုဗိုလ်မှူးချုပ်ရာတို့တိုးပေးပြီး ဗဒန်းအရှိဆိုင်အမှတ်905အမြောက်တပ်ဌာနချုပ်မူနေရာကို ပြောင်းရွှေ့ခဲ့ပါတယ်။ဒီလမ်းကြောင်းပေါ်မှာကံမြင့်ကံကဲရခိုင်မကွေးနယ်ကြားကဲနယ်ရီကံလေကြောင်းရံကာကွယ်ရေးတပ်အမှတ်905အမြောက်စစ်စေရေးကုတ်ကဲမှုဌာနချုပ်အပြင်အမှတ်14ကာကွယ်ရေးပစ္စည်းစက်ရုံလည်းရှိနေပါတယ်။လေကြောင်းကာကွယ်ရေးဒုံးလက်နက်တွေထုတ်လုပ်ပြီးတဲ့ကာပါစာ14ဟာမကွေးတိုင်းစက်ရုံတွေထဲမှာတော်လှန်ရေးတပ်တွေနဲ့အနီးဆုံးနေရာမှာရှိနေပါတယ်။ မကွေးတိုင်းငဖဲမြို့နယ်အနောက်ဘက်ကရခိုင်ရိုးမအနီးတိရှားတိဆောက်ထားတဲ့ကပ္ပဆတ်၁၄ကို ရွှေဆတ်တော်ဘက်ကလည်းဝင်ရောက်လို့ရပါတယ်။ကပ္ပဆတ်၁၄ဆိုရင်စက်ရုံတပ်ဖွဲ့ဝင်တချို့ကိုရှေ့တန်းပို့ထားတော့လေလေပတ်တာရက်နေရတဲ့အနေထားလို့အမ်ပတန်လမ်းမှာဆေးရေးလှုပ်ရှားနေတဲ့အရှိုးရှင်းကကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူဆလိုင်းယိုးရှင်းကပြောပါဗျ။ဒီရက်ရက်တွေကြောင့်ငဖဲနယ်ထိဆက်နေတဲ့ အထက်မင်းလားမြို့နယ်ကကပါစာနှင့်ကပါစာ30နဲ့စင်ပါဝဲမြို့နယ်တွေက ကပါစာ73အထိစည်ရေးအရရှိန်ရှောက်ခံနိုင်ရတဲ့တက်ရောက်မှုရှိတယ်လို့ခန့်မှန်းသုံးသပ်နေကြတာဖြစ်ပါတယ်။အထက်မင်းလားမြို့နယ်မလုံမြို့ဟောင်းအနီးမှာရှိတဲ့ကပါစာနှင့်ဟာ RPG ပြောင်းနေအပြင်9.5လျှောက်ကြီးစံတွေထုတ်လုပ်ပါတယ်။မင်းလားတွေကပဲကုန်းကြီးကြီးရွာအနီးမှာရှိတဲ့ကပါစာ30မှာတော့ RPG ဘုံးတိတွေနဲ့လီတာ3ဒုံးကြီးတွေထုတ်လုပ်နေတာဖြစ်ပါတယ်။ အီယာရီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့စင်မဝဲမြို့နယ်လက်ပံရွာ အရှေ့ဆိုင်ကပါစ73ကတော့ရမ်းချက်ဆက်ယုံဖြစ်ပါတယ်။ဒီဆက်ယုံတွေဟာအီယာရီမြစ်ကမ်းအနီးမှာတည်ရှိနေတာကြောင့်ကပါစ74လောက်စည်ရေးအရာရှိန်ရှောက်နိုင်တာမျိုးမရှိသေးဘူးလို့လည်းတော်လိုင်းရေးတပ်ထရှိုးကတုံ့ပြန်ပြောကြားပါတယ်။ပုံတောင်ပုံညာတောင်တန်းရောဒေသကကပါစ အဲ့ဒီစက်ရုံတွေနဲ့ပတ်သက်ပြီးရှာမှတ်ထားတဲ့စစ်ရေးဗျူဟာအပေါ် BBC မေးမြန်းခွင့်ရတဲ့တော်လှန်ရေးတပ်တွေနဲ့ CDN စစ်သားတွေရဲ့တူညီတဲ့စစ်ရေးခံမှန်းချက်နေရာကရှင်းတဲ့မကွေးနယ်ဆက်ရောဒေသဖြစ်ပါတယ်။ရှင်းတဲ့ရောပြည်သူကာကွယ်ရေးတပ်တွေဟာအစောပိုင်းကတည်းကစစ်ရေးပူးပေါင်းလှုပ်ရှားမှုတွေရှိနေတာကြောင့်ရောဒေသဟာအာယုံဆိုင်စရာနောက်ထပ်ဒေသတစ်ခုဖြစ်လာပါတယ်။ ရှင်းညင်အောင်အဖွဲဦးဆောင်သိမ့်ပိုက်ထားတဲ့မတူဘီမင်းတပ်မျိုးကနေဆင်းလာရင်ရောက်ရှိမဲ့ရောဒေတာနဲ့အနီတဝိုက်မှာကာကွယ်ရေးပစ္စည်းဆက်ယုံလေးယုံရှိပါတယ်။ရောဒေတာတွေကကျောမျိုးအရှိဆိုင်ကာပါဆာ23နဲ့လောင်းရှည်မျိုးအရှိဆိုင်ကာပါဆာ25တို့ဟာရစ်တပ်သုံးစစ်လက်နက်ပစ္စည်းတွေကိုအဓိကထားထုတ်လုပ်တာဖြစ်ပါတယ်။အဲဒီကမှတဆင့်ရောဒေတာနဲ့နင်းနမိတ်ထိဆက်နေတဲ့ပေါင်နယ်စိတ်ဖြူမျိုးနယ်တို့ကကာပါဆာ24ကာပါဆာ27နဲ့ ကပါစာ20နှစ်တို့ကိုသွားနိုင်တယ်လို့သုံးသပ်နေကြပါတယ်။ရောဒေတာရဲ့အထက်ဘက်ကပေါင်မျိုးနဲ့မြားပိုင်းရွာနီးမှာရှိတဲ့ကပါစာ24ဟာအလူမီနီယံအရေးကြိုးဆက်ယုံဖြစ်ပါတယ်။အလူမီနီယံကိုလက်နက်ထုတ်လုပ်ရေးမှာပုံလောင်းဖို့သုံးပါတယ်။ရောဒေတာရဲ့အောက်ဘက်စိတ်ဖြူမျိုးနေတွေက ကစွန်းမရွာမှာလီတာ3ပုံးတွေ ထုတ်လုပ်တဲ့ကပါစာ21ရှိပြီးရွှေဘိုကျွန်းရွာမှာတော့ကပါစာ22ကနေရက်တဖွဲ့သောအထီးကယုံနှိမ်နေရေးလက်နက်တွေကိုအဓိကထုတ်လုပ်ပါတယ်။ စိတ်ဖြူကစစ်ကောက်စီတက်ရဲ့ကပါစာ21နဲ့ကပါစာ22ဟာရောဒေတာကနေတာမကအမ်ဘတန်လန်ကတဆင်ထိုးပေါက်လာနိုင်တဲ့တော်လရေးတက်တွေရဲ့စည်ရေးရှိန်ရှောက်မှုကိုခံရနိုင်ပါတယ်။မြင်းမြင့်နဲ့သွင်ပြင်အရာတော်လရေးတက်တွေကရခိုင်ကတဆင်မကွေးကိုထိုးပေါက်ပြီးအထက်ကိုရောက်လာခဲ့ရင်စည်ရေးအရာရှိန်ရှောက်ခံနိုင်ရတာက စေတုတ်တရာစိတ်ဖြူတို့ကကပါစာဆက်ယုံတွေလို့ចောင်းသားလက်ယုံတက်တော်က BBC ကိုပြောပါတယ်။ စေလုံးတရာမျိုးအရှိဆိုင်ကပါစာ20ဟာလေရင်ပြည့်ဆက်အမြောက်တွေကိုထုတ်လုပ်ပါတယ်စေလုံးတရာစိတ်ဖြူတို့အပြင်တရက်ကကပါစာစနစ်စားတဲ့နေမြေတွေကိုတော်လရင်အင်အားစုတွေကလမ်းကြောင်းအတွေ့အကြုံကနေထိုးပေါက်ရှိမ်းရှောက်လာနိုင်နေပြီလို့ကျောင်းသားလက်ယုံတက်တော်ဦးစီးချုပ်ကိုမင်းလက်ဥက္ကာကပြောပါတယ်တရရမျိုးစကန်းကြီးကြီးရွာအနီးမှာရှိတဲ့ကပါစာစနစ်ဟာ60မမ87မမ120မမစားတဲ့မော်တာဘုံးသီးတွေကိုထုတ်လုပ်နေပါဗျ။ အခုလိုအမ်ဘတန်လန်ရှင်းတောင်ရောဒေတာစားတဲ့လမ်းကြောင်းတွေကနေစစ်ကောင်စီတပ်ရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံတွေကိုရှိန်းချောက်တာအပြင်နောက်ထပ်တတိထားစောင့်ကြည့်စရာဖြစ်လာမယ့်လမ်းကြောင်းကတောင်ကုတ်ပဒေါင်းလမ်းဖြစ်ပါတယ်။တောင်ကုတ်ကတစက်ပဲကိုမကွေးကပ္ပစတွေတောင်ကုတ်ပဒေါင်းလမ်းဟာအေးအေးသိမ့်ပိုက်ထားတဲ့တောင်ကုတ်မြို့ကနေနေကြမြင့်ကတစက်ပဲကိုတိုင်းပြည်ခိုင်ထဲကိုရောက်နိုင်တဲ့အဓိကလမ်းမကြီးဖြစ်ပါတယ်။ ရိုးမားနဲ့အေယော်ရီမြစ်ကြားကဒီနေနမိတ်တကြောဗရောင်းမြို့နယ်အတွင်းမှာတင်ကာကွယ်ရေးပစ္စည်းဆက်ယုံ၅ယုံအထိရှိပါတယ်။အုံရှိပင်မြို့ကမြန်ရွာမှာရှိတဲ့ကပ္ပစ၅ဟာကာကွယ်ရေးပစ္စည်းဆက်ယုံတွေမှာလိုအပ်တဲ့ရန်တွေကိုအ धिक ထုတ်လုပ်ဖြန့်ပြူပေးပါတယ်။ကပ္ပစငါးနဲ့ထိဆက်နေတာကတော့အုံရှိပင်မတုံရွာအနီးကကပ္ပစဆက်လျှောက်ဖြစ်ပြီးအစ်စ်အမျိုးမျိုးထုတ်လုပ်သလိုရမ်းရှက်တာတွေလည်းရှိပါသေးတယ်။ ကာပါစာလျှောက်ကတော့အုတ်ရှိပင်မျိုးတွေကပဲညောင်ရှစ်တောက်ရွာအနီးမှာရှိပြီးကာကွယ်ရေးပစ္စည်းစက်ရုံတွေမှာလိုအပ်တဲ့တံမဏိတွေကိုထုတ်လုပ်ပေးတဲ့တန်ရီကျိုးစက်ရုံဖြစ်ပါတယ်။ညောင်ရှစ်တောက်စက်ရုံနဲ့တဆက်တည်းရှိနေတာကကာပါစာ၃ဖြစ်ပြီး RPG ၃ဘုံးသီးတွေမော်တာဘုံးသီးတွေသာမကလီတက်မှာအသုံးပြုတဲ့လေကြောင်းဘုံးတွေလည်းထုတ်လုပ်ပါတယ်။ပထောင်မျိုးနဲ့အုတ်ရှိပင်မျိုးတွေက ကပ္ပစာဆက်ယုံတွေတဲကပသိမ်မုံရွာလမ်းပိုင်းအနီးမှာတရှိတာကတော့ကြောက်ဖူးကျေးရွာအရှိဆိုင်ကပ္ပစာကိုဖြစ်ပြီးကြီးစံအဓိကထုတ်လုပ်နေရဖြစ်ပါတယ်။အဲ့ဒီဆက်ယုံက9ဒသမ5ရှောင်းမမခွန်ဒသမ6နှစ်မမအပြင်ကိုမမကြီးစံတွေလည်းထုတ်ပါတယ်။ပဲခူးတိုင်းပထောင်းမြို့နယ်ရဲ့တရှိပုံအရာရခိုင်ပြည်နယ်တောင်ကုန်းမကွေးတိုင်းကံမနဲ့အေအော်ရီတိုင်းကြန့်ခင်းတို့နဲ့နယ်နိမိတ်ထိစပ်နေပါတယ်။ ဗတောင်းဟာစစ်ကောင်စီတပ်အားကောင်းပြီးတော်လှန်ရေးတပ်တွေရဲ့လှုပ်ရှားမှုနယ်ပါတဲ့အခြေအနေကြောင့်အမ်ပတန်လမ်းပိုင်းလိုစစ်တပ်ကိုစီရေးအရမရှိန်ရှောင်းနိုင်ဘူးလို့တုံ့တက်ခဲ့ကြပါတယ်။ဒါပေမဲ့2025နှစ်ကူကာလဇန်နဝါရီ၂ရက်မှာပဲတောင်ကုန်းဗတောင်းရိုးမလမ်းပိုင်းကတောင်ပုံကြီးစခန်းကိုအေအေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ဒေတာတွင်းသတင်းတွေကဖော်ပြထားပါတယ်။ ဒါကြောင့်စစ်ကောင်စီတပ်ရဲ့ကပါစာဆက်ယုံဆျှောက်ယုံဟာစစ်ရေးအရရှိန်ရှောက်ခံလာနေရပြီးအေယာဝတီမြစ်အရှိချမ်းရန်ကုန်နဲ့နေပြည်တော်မှာရှိတဲ့ကိုယုံသာတည်ငြိမ်တဲ့အနေအထားလို့ပြောလို့ရပါတယ်။ကပါစာဆက်ယုံတွေကို တိုက်ခိုက်ဖို့လွယ်ကူသလား။ BBC နဲ့စကားပြောခွင့်ရခဲ့တဲ့တော်လန်ရေးတပ်တွေထဲမှာတာဝန်ယူထားသူတရှိုးကတော့လေကြောင်းတိုက်ခိုက်ရမှာတုံးတဲ့ဘုံနဲ့ကြီးစံတွေထုတ်လုပ်နေတဲ့ကပါစာ1ကပါစာ3ကပါစာ5 ပါစာ30နဲ့ကပါစာ22တို့ကစည်ရေးအရာပို့ပြီးအရေးပါတယ်လို့ဆိုကြပါတယ်။ဒီဆက်ယုံတွေဟာအမ်ဘဒန်တောင်ကုန်းပထောင်းနဲ့ရှင်းတောင်ရောလမ်းကြောင်းတွေပေါ်မှာအသီးသီးတည်ရှိနေကြပါတယ်။ကြောကပါစာလိုမျိုးဆိုရင် တက်အင်အားကထောင်ထဲရှိရှိတယ်လို့ရောဒေတာမှာပါစည်ရေးပူပေါင်းလှုပ်ရှားတာရှိခဲ့တဲ့ရှင်းညနာအဖွဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းရောမန်ကဆိုပါတယ်။ ကပ္ပစဆက်ယုံတကူမှာဆယ်စုနှစ်ရှည်တာဝန်ထမ်းဆောင်ခဲ့တဲ့ CDN စစ်သားကိုဒီစားကတော့မြေဧရိယာကျဲဝန်ပြီးအပြင်စီ အတွင်းစီခံထားတဲ့ဆက်ယုံတွေကို ထိုးပေါက်ဖို့ခက်ခဲတယ်လို့သူ့အမြင်ကိုပြောပါတယ်ဒါပေမဲ့စက်ရုံတွေဖြစ်တဲ့အတွက်အဝေးကနေပြစ်ခတ်တိုက်ခိုက်တာဟာတူလာရုံတွေထိမှန်ပြီးရမ်းပောက်ကွဲတာဖြစ်နိုင်တယ်။ပုံမှန်ထက်အသေးအပြောက်များနိုင်တယ်။အန်တရယ်များတယ်လို့ကိုတီစားကဆက်ပြောပါဗျ။ နောက်တစ်ချက်ကစက်ယုံတွေမှာအရက်ဘက်ဝန်တန်းတွေနဲ့မိသားစုတွေလည်းရှိတာကြောင့်ပြန်လည်ခုခံတိုက်ခိုက်နိုင်တဲ့တိုက်စွဲရိတ်မကောင်းမှုဆိုတဲ့ခံမှန်းချက်တွေလည်းရှိပါတယ်။2024တဲမှာတော့မကွေးတိုင်းတွေကကပါစာစက်ယုံတရှိုးကိုတော်လန်ရင်တက်တွေကရှော့တိုက်တုံးလောင်ရှာနဲ့ပြစ်ခတ်တိုက်ခိုက်တာစက်ယုံအတွင်းနဲ့ထိဝင်ပြီးမိုင်းထောင်တာတွေလုပ်ခဲ့ကြောင်းထုတ်ပြန်ခဲ့ကြပါတယ်။ ကပါစာဆက်ယုံတရှိုးကတပွဲဝင်တွေကိုရှေ့တန်းစစ်ပြည့်နယ်ပြည်တွေကိုဆီလုခဲ့တာကိုလည်းဖက်စီရမိတဲ့စစ်တုံးပန်းတွေစီကတဆင်တီးခဲ့ရတယ်လို့ရှင်းညင်အောင်အဖွဲ့ကရော CDF အရှိုးအဖွဲ့တွေကပါပြောပါတယ်။ကြည်စံတွေတော့2024ခုနှစ်ထုတ်တွေတုံးတာဖြစ်ပါတယ်။ဆက်ယုံတွေကပို့ထုတ်ရပြီးမြေပြင်မှာရှစ်ချင်းတုံးနေပြီးထင်တယ်လို့ CDF အရှိုးအဖွဲ့ရဲ့တာဝန်ရှိသူဆလိုင်းယိုရှင်ကပြောပါတယ်။ဒါပေမဲ့ စစ်ကောင်စီတပ်ကမကွေးနဲ့ပဲခူးကကာကွယ်ရေးဖြစ်စည်းဆက်ယုံကပါစားတွေကိုကာကွယ်ဖို့အတွက်လူအင်အားလက်နက်အင်အားဖြည့်တင်တာကာကင်းစကန်းတွေကိုပို့ထုတ်ထားတာအပြင်ကပါစားအနည်းစကန်းတချို့ကိုဗျူဝအစင်းထိတိုးရှဲတာတွေလုပ်နေတယ်လို့တော်လန်ရေးတပ်တွေကသူတို့ရထားတဲ့တည်င်းအချက်လက်ကိုပြောပြပါဗါးစစ်ကောင်စီတပ်တွေကိုအနိုင်တိုက်နိုင်ဖို့ဆိုရင်သူတို့ရဲ့တိုက်စွမ်းအားရည်တောင်မြင့်ဖြစ်တဲ့ကပါစာဆက်ယုံတွေကိုဖျက်ထောက်ပစ်နိုင်ဖို့လိုအပ်တဲ့အကြောင်းတော်လရဲ့အင်အားစုတွေကကြဲကြဲလောင်လောင်ထုတ်ပြောလာကြပါပြီ။ နေပြည်တော်ကိုတိမ့်နိုင်မှစစ်ကောင်စီပြုတ်ကြမှထက်ကပ္ပဆကိုတိမ့်နိုင်ရင်စစ်ကောင်စီပြုံမာကပိုတည်ကြတယ်လို့ရှင်းညင်အောင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူဆလာယောမန်ကပြောပါတယ်။ Yeah